မင်္ဂလာပါရှင် PSM News ရဲ့အော်တိုဝါလာ29ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီနေ့အော်တိုဝါလာ29ရက်နေ့အတွက်မိုးလေဝသအခြေအနေကတော့တနင်္လာရီတိုင်းမှာမိုးအထင်တင်ကနေမိုးများနိုင်မှာဖြစ်ပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကဆိုင်ကလုံးမုန်တိုင်းမှွန်ထားကလည်းအိန္ဒိယနိုင်ငံ Indra Pradesh ကမ်းခြေကိုဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဘီဘီယာနဲ့ရုံလေးပွေလိုင်းအဆင့်နေနဲ့အာရော်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံနေဆက်အထိရောက်ရှိမှာဖြစ်ပါတယ် တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့လေပွေလိုင်းဟာထိုင်းပင်လယ်ကွေ့အတွင်းကိုရောက်ရှိမှဖြစ်ပြီးတော့ထိုင်းပင်လယ်ကွေ့ကနေတဆင့်ကပလီပင်လယ်အတွင်းကိုရောက်ရှိမှပဲဖြစ်ပါတယ်။ဒီလေပွေလိုင်းကအောက်တိုဘာလ31ရက်နေ့မှာတော့တနင်္သာရီတိုင်းကိုဖြတ်ကျော်ကကပလီပင်လယ်ပြင်ထဲကိုရောက်ရှိလာနိုင်ပြီးနိုဝင်ဘာလ4ရက်နေ့တစောင်းမုံလာပြင်းနေမှာပဲ။မြဝါကျုံမောင်ကန်ဒီကန်ဝေးပင်လယ်ပြင်အနီးမှာလီဘီယာနဲ့ရေဝန်တစ်ခုဖြစ်လာနိုင်တယ်လို့မွေးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။ ဆိုင်ကလုံးမုန်တိုင်းမွန်ထားရဲ့မုန်တိုင်းအကျွင်းကျန်နေတဲ့ထိုင်းပင်လယ်ကွေးကကပ်ပလီပင်လယ်ထဲရောက်ရှိလာမဲ့လီဘီယာနဲ့ယမန်နီရဲ့အရှိန်ကြောင့်ရခိုင်ပြည်နယ်နဲ့အေရီတိုင်းတို့မှာအောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့အထိမိုးရေချိန်3လက်မနဲ့အထက်ရွာသွန်းနိုင်ပါတယ်။ဒီနေ့မှာတော့တနင်္လာရီတိုင်းမွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနေပြီးတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးအနှဲငယ်ကနေမိုးအထင်တင်ရွာသွန်းနိုင်ပါတယ်။တနင်္လာရီတိုင်းကတော့ဒီနေ့အတွက်မိုးအများဆုံးရွာသွန်းမှာဖြစ်ပြီးရေ၊ဒဝဲ၊ကလိန်အောင် ရေပြိုဘုတ်ပြင်းနဲ့ကောတောင်းမြုံနယ်တွေမှာမိုးအထင်တင်ရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးမိုးများတာတွေလည်းဖြစ်နိုင်ပါတယ်။စပားရိတ်သိမ်းချိန်ဖြစ်တဲ့အလျောက်စပားလန်းကြတဲ့တောင်သူဦးကြီးတွေအနေနဲ့နိုဝင်ဘာလဆန်းမိုင်းအထိဖြတ်မိုးအနေရရှိတဲ့အတွက်စပားရိတ်သိမ်းတာနေလန်းတာတွေပြုလုပ်ရမှာတတိပြုလှုပ်ဆောင်နိုင်ကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ မြဝကန်ယူရန်တခြားနယ်ကန်လွန်ပင်လေပြင်းနေတဲ့မှာမြဝကျုံမော်ရခိုင်ကန်ယူရန်နဲ့ကန်လွန်ပင်လေပြင်းတို့မှာနှိုင်းအမြင့်၉ဘေးကနေ၁၁ဘေးခန့်ရှိနိုင်ပြီးမွန်တနင်္သာရီကန်ယူရန်နဲ့ကန်လွန်ပင်လေပြင်းတို့မှာတော့နှိုင်းအမြင့်၆ဘေးကနေ၈ဘေးခန့်ထိရှိနိုင်ပါသည်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်ချင်တာမှန်နိုင်တာကြောင့်အချိန်နဲ့အမျှပြောင်းလဲနိုင်ပါသည်။နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မိုးလေဝသအစီအစဉ်တွေကိုစောင့်ကြည့်ပေးဖို့မြန်မာရက်ခံလိုပါသည်။ BSM ကိုကြည့်ရှုအားပေးကြတဲ့သူတွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းကျန်းမာစွာနဲ့သဘာဝဘေးအန္တရာယ်အတွေ့အကြုံကနေကင်းဝေးလွတ်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။